စ္စံချမ်းသာလွန်လို့တရုတ်ပြည်ရေခဲတောင်ထိပ်ထိမင်္ဂလာအကျိုးတက်ပုံတွေတောင်းရိုက်ကူးခဲ့ကြတဲ့တတိကတော်ကြီးလေးဦးပစ္စံရှိတဲ့လူတွေရဲ့အဆင့်အတန်းကတော့တာမန်လူတွေနဲ့အင်မတန်ကွာခြားပါတယ်ရှင်မင်္ဂလာဝဲကျင်းမာတာတောင်မှကိုဘွယ်ဆယ်ဝဲလောက်ကျင်းမာကြသလို priority တက်ပုံတွေဆိုရင်လေမြန်မာနိုင်ငံမှာတာမကနိုင်ငံသားကရေခဲတောင်တွေအချီပါတောင်းရောက်ပြီးတော့ရိုက်ကူးကြပါတယ်နော်အခုပြပြပေးမဲ့တတိကတော်ကြီးလေးယောက်ကတော့ငွေကြေးဥစ္စာစီးစိမ်ချမ်းသာတွေပေါ်မြောင်းလွန်လို့တရုတ်ပြည်ကရေခဲတောင်ထိပ်မှမင်္ဂလာဝဲအကျိုးအမတ်တက်တက်ပုံတွေရိုက်ကူးခဲ့ကြသူတွေဖြစ်ပါတယ် နံပါတ်၄မိုးယူဆန်းအောင်မြင်တဲ့ဗီဒီယိုဇာတ်လမ်းမင်းသမီးတစ်ယောက်ဖြစ်တယ်လို့လက်ရှိမှာတော့တတိကရောကြီးအဖြစ်စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နေတာကတော့မိုးယူဆန်းပါရှင်မိုးယူဆန်းကလက်ချက်ဖို့ဆုံးဖြတ်တဲ့အချိန်ကနေစတင်ပြီးတော့မင်္ဂလာဝဲတွေကိုသူမကြောင်ကျင်းပဖို့လှုပ်ဆောင်ခဲ့ပါတယ်သူမရဲ့ခမိုးတွေကအရန်နာမည်ကြီးတဲ့လီယမှုတစ်ယောက်ဖြစ်တာကြောင့်နောက်ခံအတန်းဝဲအနေအထားကတော့ပြောစရာကိုမလိုပါဘူးမင်္ဂလာဝဲကြီးကိုအကြည့်ကျဲဆုံးဖြစ်အောင်ပြုလုပ်ဖို့စီစဉ်ရင်းကနေမင်္ဂလာဦးအကျိုးအမှတ်တရတက်ပုံတွေကိုတော့တရုတ်နိုင်ငံကနာမည်ကျော်ရေးခဲ့တဲ့အချိန်မှာတွားရောက်ပြီးတော့ရိုက်ကူးခဲ့ကြပါတယ်မြန်မာနိုင်ငံကအနုပညာရှင်မင်းသားမင်းသမီး ီထဲမှာရေကဲတောင်ချိတ်ကိုမင်္ဂလာဦးတက်ပုံသွားရောက်ရိုက်ကူးတဲ့ပထမဆုံးသောမင်းသမီးလေးဖြစ်ပါရရှင်။ နံပါတ်3ဆိုဖြစ်တဲ့စဉ်ပြည်ထောင်ချစ်တော်မင်းသမီးလေးဆိုဖြစ်တဲ့စဉ်ကတော့မကြာခင်မှာတရုတ်နိုင်ငံကနမကျော်ရေခဲတော်ထိတ်ကိုသွားရောက်ပြီးတော့မင်္ဂလာအမှတ်တရချက်ပုံနဲ့ရိုက်ကူးတော့မှာဖြစ်ပါတယ်။ဒီမှာကဘဝတလျှောက်လုံးမှာတခါသာချစ်ခင်ရတဲ့အချစ်ဦးဟင်းဝင်ရံနဲ့လက်ချက်ဖို့အတွက်အယံရင်ခုန်စိတ်လို့ရှာနေပါတယ်။ဟင်းဝင်ရံကလည်းဆိုဖြစ်တဲ့စဉ်ကိုတန်ဖိုးထားချစ်ခင်ပေးပြီးတော့တရုတ်တန်ယုံမင်းသမီးတွေမလုံနိုင်တဲ့မင်္ဂလာပွဲတွေကို6ပွဲတော်ကျင်းပပေးသွားမယ်လို့ပြောပါတယ်။ဒါနဲ့မကအမှတ်တရအနေနဲ့ရှုခင်းနဲ့အယံတရားလှပပြီးတော့အမှတ်တရဖြစ်စေနိုင်တဲ့တရုတ်နိုင်ငံကရေခဲတော်ထိတ်မှမင်္ဂလာတက်ပုံတွေရိုက်ကူးပေးသွားမှာပါ။ ။မင်းသမီးလေးစုပြည့်ရဲ့ဘွားကတော့တကယ်ကိုကြည်နူးစရာပဲဖြစ်ပါတယ်။ဘလောက်ထိခမ်းနားတဲ့မင်္ဂလာတက်ပုံနဲ့မင်္ဂလာပွဲကြီးတွေပေါ်ထွက်လာမလဲဆိုတာကတော့မကြခင်တွေ့မြင်ရတော့မှာဖြစ်ပါတယ်။အမတ်နှစ်ဦးမောင်ရွှေအကယ်ဒမီ၃ဆုရှင်ထိုက်တဲ့မင်းသမီးကြည်ဦးမောင်ရွှေရဆိုရင်လည်းရေကတံချိန်မှာမင်္ဂလာတက်ပုံနဲ့အမတ်ကျရိတ်ကူဘူးတဲ့တတိကတော်ကြီးတွေကတယောက်ပါရှင်။သူမကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစင်းဝင်ခရိုနီတတိကြီးကိုနိုင်ဖြိုးကျော်ရဲ့ချစ်ချင်းမြတ်တာတွေကိုရရှိထားပြီးတော့တော်ဝင်မင်းသမီးလေးတယောက်လိုဂရုစိုက်ခံနေရတာဖြစ်ပါတယ်။ ကိုနိုင်ဖြိုးကျော်ကဥမုံရွှေကိုအရန်ချက်တာကြောင့်အများနဲ့မတူထူကြတဲ့မင်္ဂလာပွဲကြီးတွေကိုကိုပွဲတော်ပြုလုပ်ပေးခဲ့တာဖြစ်ပြီးရေခဲတော်ချိတ်ကိုလည်းရဟယင်ကြီးနဲ့တောင်းကမင်္ဂလာတက်ပုံနဲ့ရိုက်ကူးခဲ့ကြပါတယ်။အင်မတန်လိုက်ဖက်ပြီးတော့အရန်လှပတဲ့နောက်ခံရှုခင်းနေနဲ့သူတို့သားသူတို့သမီးလေးရဲ့ပုံရိပ်တွေကပြည်သူတွေကြားမှာအရန်ကိုနာမည်ကြီးသွားခဲ့တာလည်းဖြစ်ပါတယ်။ နံပါတ်၁သဲစုခိုင်မင်းသမီးမဟုတ်ဘဲတာမန်တတိမလေးတယောက်ဖြစ်ပေမဲ့ရေခဲတောင်ချိန်မှာမင်္ဂလာအမှတ်ချက်တက်ပုံလေးကိုတွမ်းရောင်ရိုက်ကူးခဲ့တာကတော့မတ်သဲစုခိုင်ပဲဖြစ်ပါတယ်။မတ်သဲစုခိုင်ကနိုင်ငံကျော်စင်အီဂရီရွှေဆိုင်ကြီးရဲ့ပိတ်ကန်ရှင်တတိကတော်ကြီးတယောက်ဖြစ်ပြီးတော့ဆေးဝန်ပွဲကိုလည်းရရှိထားတဲ့ထူးချွန်တဲ့သူတယောက်လည်းဖြစ်ပါတယ်။သူမကစီးပညာမှာထူးချွန်တဲ့လို့စီးပွားရေးလုပ်ငန်းတွေမှာလည်းထူးခြားတဲ့အမြင်ရှိတာကြောင့်စင်အီဂရီရွှေဆိုင်ကြီးကိုဦးဆောင်ပြီးတော့လုပ်ငန်းတွေကိုတည်ဆောက်လည်းပတ်နိုင်ခဲ့ပါတယ်။အခုမကြာခင်သတင်းကျအချိန်ခါကာလကြီးမှာခံထားတဲ့မင်္ဂလာပွဲကြီးတွေကိုကျင်းပပြုလုပ်သွားမှာဖြစ်ပြီးတော့ရေခဲတောင်ချိန်မှာလည်းမင်္ဂလာ အမှတ်တက်ပုံနဲ့ရက်ကူးသွားမှာပဲဖြစ်ပါတယ်။အမှုပညာရှင်ထိတ်တဲမင်းသမီးတယောက်မဟုတ်ပေမယ့်သူမရဲ့မင်္ဂလာဝဲကပြည်သူတွေအာရုံစိုက်မှုကိုအပြည့်အဝရရှိလို့နေပါရဲ့ရှင်။ တကယ်တော့ချစ်ချင်းမြတ်ကြရင်းနဲ့ပေါင်းဖက်မယ်ဆိုရင်တော့ဘဂဒနာရေးဆိုတာလုံးဝမလို့အတားမှန်မိမယ်။မိန်းကလေးတိုင်းကတော့တသက်မှာတခါကျင်းမရတဲ့မင်္ဂလာဝဲကိုအခုလိုမျိုးအခမ်းအနားဆုံးဖြစ်စေချင်ကြပါရဲ့။မကြခင်မှာလဲဝါကျွတ်တော်မှာဖြစ်ပြီးတော့မင်္ဂလာဝဲတွေပြုလုပ်ဖို့အချိန်နီးကန်လာပြီဖြစ်လို့မင်္ဂလာဝဲကျင်းမဖို့စီစဉ်နေကြတဲ့တို့တမီးလေးတွေရောအခုလိုရေကတောင်ထိမ်မှာမင်္ဂလာအကျိုးအမှတ်ရတဲ့ဇက်ပုံတွေရိုက်ကူးဖို့စီစဉ်ထားတာရှိကြသလားဆိုတော့ပြုတ်ပြပြီးသွားကြပါအောင်နော်။